အနာဒိန်စစ်ကောင်မရှင်က၎င်းတို့ပြထန်းထားတဲ့ကိတုစစ်မှုရန်ဥပဒေပါဝင်တပ်သားတဲ့ဖြင့်အတင်းအဓမ္မစုဆောင်ထားသူတွေကိုငွေစေးဆွဲစီပြီးတိုက်ပွဲတွေမှာ လူသားတိုင်းတစ်ဖွဲ့အုံပြုကအသေးခံခိုင်းနေတယ်လို့အမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီအီယန်ဝက်စ်နဲ့တော်လိုင်းအင်အားစုတွေစီကသိရပါတယ်။ခုခံတော်လှန်မှုတွေကြောင့်တပ်အင်အားရောနေလာတဲ့စစ်ကောင်မရှင်ဟာနိုင်ငံတော်ဝန်စစ်ရှိန်မြင့်ဘုံကျဲတိုက်ခိုက်နေတယ်လို့မြေပြင်စစ်ကြောင်းတွေထိုးရမှာလဲ။ အဲ့ဒီလိုအမိန်ပေးလှုပ်ဆောင်နေတာဖြစ်တယ်လို့အလင်းဝင်လာတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကသက်ဆိုင်ရာတော်လိုင်းအဖွဲ့အစည်းတွေစီထွက်ဆိုထားပါတယ်။အဆိုပါအခြေအနေတွေကို ကရင်ရှမ်း၊ရခိုင်၊ကချင်၊စကိုင်းဆိုင်ရဲ့ဒေသတွေကတိုက်ပွဲတွေမှာတွေ့ရှိရပြီးလက်ရဖမ်းဆီးရမိတဲ့စစ်တုံးမန်းတွေလည်းအသိစိတ်ကင်းမဲ့နေတဲ့အထိငွေရစေဝါတုံးဆွဲထားသူအများစုပါဝင်နေတယ်လို့ UNG ဝန်ကြီးချုပ်ရုံးကပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလဲရဲ့ပြောဆိုချက်အရသိရပါတယ်။ ဒါကြောင့်အတ္တမစစ်သားစုဆောင်ခံကြရသူတွေနဲ့ငွေရစေးဆွဲပြီးရှေ့တန်းမှာအသက်အသေးခံကြရတဲ့အထိမမိုင်းမဲပဲရရနီးနဲ့တော်လိုင်းရာစုတွေစီပူပေါင်းညဖို့တိုက်တွန်းပြောကြားလိုတယ်လို့ဥနေဖုံလက်က အောက်တိုဘာ၁ရက်မှာပြည်သူနဲ့နိုင်ငံတကာကိုသတင်းစကားပြောရမှာထည့်သွင်းပြောဆိုပါတယ်။စစ်ကောင်မရှင်ဟာဆေးရှောင်းလာမှုကြောင့်ဒေသခံပြည်သူတွေကိုဖမ်းဆီးချုံနှောင်လူသားတိုင်းတပွဲအုံပြုနေတယ်လို့တပ်သားတွေကိုလည်းမွေးရစေးတုံးစစ်တိုက်ခိုင်းတာကြောင့် စစ်မှုရန်စူးစမ်းမှုတွေနဲ့မပါဝင်စေဖို့အထူးကူပြုသင့်တယ်လို့တော်လိုင်းအင်အားစုတွေကအသိပေးပြောဆိုထားပါတယ်။အလားတူအကြောင်းမျိုးမျိုးကြောင့်အတရားဓမ္မစစ်မှုထမ်းခိုင်းခံရတဲ့စစ်ကောင်မရှင်တပ်သားတွေအနေနဲ့မိမိတို့နဲ့နီးစပ်ရာတော်လိုင်းတပ်တွေစီရရနီးနဲ့လက်နက်ချအလင်းဝင်ပူပေါင်းကြဖို့ကရင်မျိုးသားစီယုံ KNU နဲ့ EOS တွေကလည်းတိုက်တွန်းအသိပေးထားပါတယ်။လက်ရှိမှာစစ်ကောင်မရှင်ဟာအတက်မပြည့်သေးသူတွေ အသက်အရွယ်ကြီးရင်သူတွေပါမကြံပြည်သူတွေကိုနေရာဒေသနေညမရွေးအထင်အဓမ္မလိုက်လံဖန်စီငွေညစ်ပြီးတပ်သားတစ်စုဆောင်နေသလို၎င်းတို့ရဲ့ပြည်သူစစ်မှုရန်စစ်တပ်ဟာလည်းအမှတ်စဉ်၁၉ထိရောက်ရှိနေပြီးတနန်းသားအစ်တွေကိုရှေ့တန်းပို့ဆောင်နေတယ်လို့သိရပါဗျ။